ဲ့လိုကြောက်တယ်မှာငါအစကရေရတည်ရင်မင်းကိုကာလာသားကောင်းရာလူငါမင်းကိုမပေးဘူးကိုကောင်ကမူးကြောင်ကြောင်ပေးတယ်ကြောက်တယ်လို့ပြောနေရမှာမဟုတ်ဘူးဗျာကြောက်တော့မမြင်တဲ့နဲ့မမြင်အောင်ကြောက်တာတားနေတာကျွန်တော်ဝေးဒီမှာဆက်စီရတော့ကပေးကြဈာခွက်ကိုဟွာလိုက်ပြီးတော့ထားလိုက်ပြီဟုတ်လားဝင်းနေရပေတော့လေမနစိန်ဝင်းစိန်ဝင်းဇမင်းသားလေးမောင်စိန်ဝင်း ဘူးဆုံးလို့เนี่ยဟိုအခုမှမဟုတ်လीเนาะကျွန်တော်ကျွန်တော်စပြီးတော့ရိုက်ခဲ့ရပထမဘူးဆုံးစရိုက်ခွင့်ရတာဘူးဆုံးနေလीဆိုတော့ဒါတွေကအမှတ်တရတွေပေါ့เนาะကိုเนี่ยအမှတ်တရဖြစ်တဲ့သူတွေအော်ကိုဖြိုးဆိုတာလည်းကျွန်တော်တို့မရိုက်ခင်တည်းကတကယ်ကိုမင်းသားကြီးတန်းမှာသူကနေသူမင်းသားငယ်တန်းမှာသူရိုက်ပြီးတော့မင်းသားကြီးဖြစ်နေတဲ့အချိန်မှာအခုလိုမှပြန်ဆုံခွင့်ရတယ်ကိုကျန်းဆိုလည်းကို့အကိုအရင်းလိုပဲကျွန်တော်စိုးစိုးမြခံနေဆိုတော့ဒီလူဒီလူတွေเนี่ยလှုပ်လှုပ်ခွင့်ရတာကျွန်တော်အတွက်ကတော့ကောင်းချင်းတွေပါပဲဆိုတော့ဒီကားလေးကကျွန်တော်ဖြစ်ချင်တဲ့ပုံစံတိုင်းကိုပေါင်ချမ်းလို့ပါလေအာသူ့ရဲ့ သူ့အမြင်နဲ့ပေါ့နော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့အဲလှုပ်ထားပေးတာပေါ့နော်ကျွန်တော်ခဏနေကြရင်တော့သူကြည့်ရအောင်ပါဒီကားလေးကကျွန်တော်2013စနစ်ဝန်းကျင်လောက်ကအဲကျွန်တော်စိတ်ထဲမှာအဲ့လိုစဉ်းစားပြီးတော့မှဖုန်းထဲမှာချရေးထားတဲ့ဇလန်းလေးပေါ့နော်ဆိုတော့ဇလန်း frame ကတော့ဟိုရေးထားပြီးသားဖြစ်နေတယ်ပေါ့နော်အဲ့ဒီပုံစံလေးမှာမှဒီလိုမျိုးဒီဘက်အချိန်ကိုရောက်လာတဲ့အခါမှာအဲကျွန်တော်ပြန်ပြီးတော့ဖန်တီးဖို့အတွက်ကြိုးစားရင်းနဲ့မှအခုအကောင်အောင်ထည့်ဖို့ဖြစ်သွားတဲ့ဇလန်းလို့ပြောလို့ရပါတယ် ဆိုတော့ဒီကားလေးရေမြေပြားခံရတော့ကျွန်တော်နဲ့ကိုတင်မောင်ဆမ်းမင်းဝင်းနဲ့ခီးရေအများကြီးသွားတဲ့အချိန်မှာအဲစဉ်းစားမိတာဗောနော်ကျွန်တော်ဘက်ကစဉ်းစားမိပြီးတော့မှအဲကိုဆမ်းမင်းဝင်းတော်ကြီးတော့ပြောပြစ်ပါတယ်အဲပြောပြစ်ပြီးတော့မှဒီဒီဘက် အချိန်နေရောက်မှဒါလေးကိုဖန်တီးပြစ်ခဲ့တာဗောဟုတ်ဇလန်းကတချို့ဟာလေးတွေကအဲ့လိုမျိုးကျွန်တော်တို့ဟိုကိုပြချင်တဲ့အပိုင်းတွေရှိရယ်ဗောနော်ပြချင်တဲ့အပိုင်းတွေမှာဒရိုက်တာအောင်ချန်းလူဘောဒီဇလန်းရေးတယ်ကျွန်တော်အနေနဲ့ရောအဲ့လိုတချို့ဟာလေးတွေကတော့ညှိနေနေလုပ်ပေးလိုက်ရတဲ့ဟာကြီးလည်းရှိရယ်ဆိုတော့အဲ ဒီဥစ္စာထက်နောက်နောက်ထပ်လာမယ့်နေမွန်ရွာပို့ပြီးရင်ခုန်စရာကောင်းမယ်လို့တော့ပြောလိုပါတယ်ဟုတ်ကျွန်တော်နဲ့ခင်လေးຫນွယ်နဲ့တခါတော့ကရေးပြအိမ်ဘက်မှာဗျအာတချင်းသွားဆူဘူးရယ်အဲ့ဒီတော့လည်းတော်တော်ထူးဆန်းတာကြီးဂျုံရတယ်ဂျုံတော်တော်ထူးဆန်းတယ်အာခင်လေးຫນွယ်လည်းသိရယ်ကျွန်တော်တို့တော်တော်ထူးဆန်းတာလေးဂျုံရတယ်ကျွန်တော်အတူလိုက်တဲ့ chapter ဖွဲ့ရကျော်စင်တို့ဘာကိုလည်းသိရယ်တော်တော်ထူးဆန်းတာကြီးဂျုံရတယ်ဆိုတော့တချို့ဟာကြီးကြောက်လဲကျွန်တော်တို့က အဲမယုံမယုံလို့မရတဲ့ဟာလေးတွေပေါ့နော်ရှိရပေါ့နော်ဒါပေမဲ့ဒီဖန်တီးထားတဲ့အပေါ်မှာကတော့အဲအဲ့လိုမျိုး horror things တဲ့မှာမှာတခြားပုံစံကွဲထွက်အောင်ပေါ့နော်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားထားကြပါဘူးအမေမမမမဒီလိုပဲဂျုံဂျုံခဲရတဲ့ဟာတွေရှိရလို့ပြောပြတာပါဗျာဒီဇလန်ကကျွန်တော်တို့ဟိုရိုက်ရှင်တဲ့ပုံစံတိုင်း open အဲအဲ့လိုမျိုးကြိုက်ထားတာမဟုတ်ဘူးဗျာဆိုတော့အဲ့လိုမျိုးထပ်ပြီးတော့နောက်ခုဖန်တီးရတဲ့ခါကျရင်တော့အဲ့လိုမျိုးဖြစ်နိုင်အောင်ကြိုးစားမယ်ဗျာအဲတေချာကဒီကားမှာပါတဲ့လူအကုန်လုံးက ကျွန်တော်ကအဲစီစဉ်သူထုတ်လုပ်သူအနေနဲ့လုပ်ရတာပေါ့နော်လုပ်ရတော့ကျွန်တော်ကျွန်တော်ယုံကြည်တဲ့လူကျွန်တော်အနိုင်ကျင့်လို့ရတဲ့လူတွေယူရဲကုန်ကြွေးခေါ်တာအဲသူတို့တွေပဲအဓိကကျွန်တော်အခန်းကဏ္ဍကတော့ကျွန်တော်တရုတ်ဆောင်နဲ့ထုတ်လုပ်သူအနေနဲ့ကျွန်တော်ပါဝင်ရတာပေါ့နော်ဆိုတော့ကျွန်တော်ဇလန်းကိုရိုက်ကြတယ်ပေါ့ရိုက်ကြတဲ့အချိန်မှာဒရိုက်တာရဲ့လမ်းညွှန်မှုအောက်ကပဲအားလုံးသွားတာပါဆိုတော့ဒရိုက်တာ အဲခြေနဲ့တဲ့ဒါရိုက်တာဆုံးဖြတ်တဲ့အတိုင်းပဲကျွန်တော်တို့အားလုံးကအဲအလုပ်အလုပ်တွေလုပ်ခဲ့ကြရဲဆိုတော့ကောင်ချက်လူခြေနဲ့တဲ့ပုံမူတည်ပါတယ်ဗျကားကြီးဆိုရင်တော့ဒါဒုတိယမြောက်လို့ပြောလို့ရတယ်အဲတခြားဗီဒီယိုခင်မှာတော့ကျွန်တော်ကျွန်တော်ဇလန်နဲ့ရိုက်ခဲ့တာ၄၅၆ခုရှိတယ်ဗျာကုသောင်းဦးလူနဲ့ပေါ့နော်ရိုက်ခဲ့တာ၄ရှိတယ်ဆိုတော့ကိုယ်ဇလန်နဲ့တို့တို့ပုံဖော်တဲ့အခါမှာကိုယ်စဉ်းစားထားတဲ့အတိုင်းအနည်းသက်ဆုံးဖြစ်နေဖို့အတွက်ပဲရည်စူးပါတယ်ကိုကပါဇက်ကပြောလိုက်ပေမဲ့တကယ်ရိုက်ပြဖို့ခက်ခဲတဲ့အပြရာရှိတာဟုတ်ဆိုတော့အဲ့ဒါတွေကိုနည်း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 နဲ့ရိုက်နိုင်ဖို့အတွက်ပဲရည်စူးပါတယ်ဒီကားလေးက음 ျွန်တော်လိုချင်တဲ့ရတာဟိုကျွန်တော်တရာမဟုတ်ရင်တော့မှကျွန်တော်68 95ရာခိုင်နှုန်းတော့ဒီပြေဟွာရရတယ်လို့ကျွန်တော်ပြောခန်းစားမိပါတယ်ဟုတ်အမှန်တော့ကျွန်တော်တော်တငယ်ချင်းတွေလည်းခုနလေးတွေမှာဖုန်းဆက်တော့ပြောတယ်ဟဲ့အောင်နဲ့မင်းကားတဲ့ဟိုတေးကားလည်းမဟုတ်ဘူးပေါ့နော်ဟာတာကားပေါ့အမှန်တော့ဟိုကျွန်တော်တို့ကျွန်တော်တို့ရိုက်ထားတာဟာတာကားမဟုတ်ဘူးဟိုအဲ့လိုဘယ်လိုရှင်းပြအောင်လဲမသိဘူးတော့ဟိုကြီးကြီးလိုက်ရင်သိမယ်ဗျာကျွန်တော်တို့ကဟိုလိုမျိုးဟိုအာဘယ်လိုခေါ်မလဲကောမဒီပုံစံကျွန်တော်ရိုက်ထားတာမဟုတ်ဘူး ဒါပေမဲ့ကျွန်တော်တို့တကယ်တကယ်ကြောက်စရာကောင်းအောင်ရိုက်ထားတာဒါပေမဲ့အဲ့အဲ့အဲ့ဒါဘာလို့ရီရီကြရလဲမသိဘူးအဲ့အဲ့ပုံစံဖြစ်ဖြစ်နေရပေါ့အဲ့အဲ့ဒါလေးကိုကြည့်ကြည့်မှသိရမယ်ဗျဟုတ်ဟုတ်အဲပြောရမယ်ဆိုရင်ကျွန်တော်ဒီဘက်ခေဒီဘက်နောက်ပိုင်းပေါ့နော်လှုပ်လေးပြန်လှုပ်ဖြစ်တဲ့ကိုဗစ်နောက်ပိုင်းလှုပ်ပြန်လှုပ်ဖြစ်တဲ့အချိန်မှာဒီကားကကျွန်တော်ပရိုဒူဆာအနေနဲ့ဆိုရင်ဒါဒုတိယကားပထမကားကခုနလပိုင်းကြာရင်ကျွန်တော်ဟေးပလိမှာပြမယ်အဲ့ဒါကအဲပျောက်ဆုံးကြီးနောက်ကွယ်ဇလန်တွဲအပိုင်း၁၀ပိုင်းဇလန်တွဲအဲအဲ့ဒီကားကပို့ပြီးတော့ပြဲတယ်ပြဲတယ်ဆိုတာဘာလို့ပြောတာပို့အရန်ပင်ပန်းတယ် ဒီကားဒီကားပင်ပန်းတာတယ်နှစ်ဆပင်ပန်းတယ်အဲဒီကားကတော့အဲ့ဒီကရတဲ့အတွေ့အကြုံတွေနဲ့လုပ်ထတာဆိုတော့အဲ့လောက်မပင်ပန်းတော့ဘူးနောက်ပြီးတော့ကိုတကယ်ကိုယုံကြည်ရတဲ့သူတွေအဲကိုကစိုးလို့ရတဲ့သူတွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်အကုန်လုံးကအတော်လိုလိုက်ပြီးတော့လုပ်ဝေးကြတာဆိုတော့အဲကျွန်တော်ပင်ပန်းတာအများကြီးတက်တာပါတယ်နောက်ပြီးကြတော့ဒီ ကျွန်တော်ယုံကြည်ပေးတဲ့ဒီပရိစာတွေကျေးဇူးတင်ပါတယ်။ဒါယုံကြည်နဲ့ရိုက်ပေးတဲ့အတာတွေရောဒရိုက်တာကိုချမ်းရောအကုန်လုံးကျေးဇူးတင်ပါတယ်။ဟုတ်။ကုဆုံလို့နဲ့ကဟိုအခုမှမဟုတ်လေနော်။ကျွန်တော်ကျွန်တော်စပြီးတော့ရိုက်ခဲ့ရပထမဦးဆုံးစရိုက်ခွင့်ရတာကုဆုံနဲ့လေ။ဆိုတော့ဒါတွေကအမှတ်တရတွေပေါ့နော်။ကိုနဲ့အမှတ်တရဖြစ်တဲ့သူတွေအာကိုဖြိုးဆိုတာလည်းကျွန်တော်တို့မရိုက်ခင်တည်းကတကယ်ကိုမင်းသားကြီးတန်းမှာသူကနေသူမင်းသားငယ်တန်းမှာသူရိုက်ပြီးတော့မင်းသားကြီးဖြစ်နေတဲ့အချိန်မှာအခုလိုမှပြန်ဆုံခွင့်ရတယ်။ကိုချမ်းဆိုလည်းကို့အကိုအရင်လိုပဲကျွန်တော်စိုးစိုးမြခံနေဆိုတော့ဒီလူဒီလူတွေနဲ့လှုပ်လှုပ်ခွင့်ရတာကျွန်တော်အတွက်ကတော့ အကောင်းချင်းတွေပါပဲဆိုတော့ဒီကားလေးကကျွန်တော်ဖြစ်ချင်တဲ့ပုံစံတိုင်းကိုပေါင်ချမ်းလို့ပါလဲအာသူ့ရဲ့သူ့အမြင်နဲ့ပေါ့နော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့အဲလှုပ်ထားပေးတာပေါ့နော်ကျွန်တော်ခဏနေကြရင်တော့သူကြည့်ရတော့မှာပဲအဲသူတို့ရိစားလို့စားမနေအောင်မသိဘူးခေါင်းနဲ့ကိုမအားလို့ခေါင်းနဲ့ကိုတအားရှုံနေတော့လေအဲသူတို့လည်းစားရင်စားမှာပေါ့ဒါပေမဲ့ကျွန်တော်မသိဘူးဘာလို့လဲဆိုတော့အဲအဲ့လိုထမင်းစားဖို့ကိစ္စတွေရရှိသမျှဟာအရာအားလုံးကခေါင်းပေါ်မှာကြီးပဲလေကျမကြီးကိစ္စအားစားဟုတ်မှန်တော့ဒီကားကကိုင်လင်းပြောရရင် ဒီကားကကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့တကယ်တကယ်ရဲဘော်ရဲဘက်တွေတော်တော်များများပါတဲ့ကားပေါ့နော်ကျွန်တော်စီစဉ်သူအနေနဲ့ဆိုရင်အဲကျွန်တော်အကြောင်းလည်းသိရကျွန်တော်လည်းချစ်ကြတယ်ပေါ့နော်ဆိုတော့အဲပထမစီစဉ်ထားတဲ့အဲပျောက်ဆုံးကြီးနောက်ွယ်ဆယ်ဇလန်းတွေကကျွန်တော်တို့ challenge ဘာလို့လဲဆိုတော့အဲ့ဒီကားကအဲတကယ်တော်တော်ဟိုဘတ်ပေါင်းစုံကနေညီပေါင်းစုံနဲ့ကြိုးစားထားပြီးတော့မှကြိုက်ထားတဲ့ဟာဆိုတော့အဲ့ဒါတော့ကျွန်တော်တို့ပို့ပြီးတော့ ခြေလန်းသက်လို့ပြောလို့ရတယ်ခင်ဗျာဒါတော့ကိုယ့်လူတွေနဲ့လှုပ်တာဆိုတော့အဲတချို့ကိစ္စလေးတွေမှာကိုယ့်ကိုအများကြီးဝင်ကူပေးသွားရတဲ့အများကြီးအသက်ရှူချောင်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီနေမွေရာဇက်ကားလေးကအာလာကားအနေနဲ့ဆိုလကောင်းကြောက်ရကားအနေနဲ့ဆိုလကောင်းလာကြည့်ရလူပေါ်ပါမူတည်ပါတယ်ဆိုတော့လာရောက်ကြည့်ရှုအားပေးဖို့အတွက်လေးစားစွာဖိတ်ကြားပါတယ်ခင်ဗျာအများကြီးလှုပ်တွေအမားကြီးနေတည်တဲ့နေအောင်ကြိုးစားတော့ပါအောင်မယ်ကျေးဇူးတင်ပါတယ်ဗျာ